ဇကာတလီဆိုရင်တော့တတဝအချင်းချင်းထဲကဲရာကနေပြီးတော့ဒဏ်ရာရထားတဲ့အကောင်တွေကလည်းဘာမှမလုပ်နိုင်ပဲနဲ့ဝေဒနာကိုခံစားနေကြရပါတယ်။လူတွေကကဲတင်ပေးမှသာချမ်းသာရရကြတာပေါ့။တချို့ကောင်တွေမှာပြင်ပဒဏ်ရာကြောင့်တချို့ကောင်တွေမှာဆိုရင်တော့ကိုခန္ဓာအစိပ်ပိုင်းတွေကြောင့်တနေ့တနေ့ကျန်းမာရေးဆုတ်ဆုတ်ယုတ်လာနေတဲ့တတဝတွေရှိပါတယ်။ကြောမှာစစားကြတဲ့ကောင်တွေမဟုတ်ဘဲနဲ့ကျမတို့နဲ့ရင်းနှီးနေရတဲ့အကောင်တွေတောင်မှပါကြသေးတာပေါ့။လူတွေကကိုကူညီနေတဲ့မွေးမြူရေးဒရိတ်ဆန်တွေလည်းပါဝင်ပဲဖြစ်ပါတယ်။ ထောက်မြမားနဲ့ပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါရယ် subscribe share like and share လေးနဲ့အားပေးသွားကြပါအောင်ရှင်စလိုက်ပါတော့မယ်ကျမကတော့ခိုင်ပါရှင်နံပါတ်၄ တိုးရီယာတို့ရဲ့ရှေလျားထူထဲလာတဲ့အမွှေးတွေကြောင့်လူတွေကို အဝယ်အစားအသုံးဆောင်အစားအစာအစာအာတွေပေးနိုင်ကြပါတယ်။ဒါပေမဲ့ဒီတိုးမွှေးတွေကတိုးတွေအတွက်စိုးကျိုးတွေဖြစ်စေတာပါ။ဘာကြောင့်လဲဆိုတာပရိသတ်ကြီးသိရင်အားအသင့်သွားပါလိမ့်မယ်။ဒီတိုးမွှေးတွေကနူးညံ့တဲ့ထူထဲတဲ့ပြီးတော့အလေးချိန်ကလည်းမနေပါဘူးနော်။ဆောင်းရာသီမှာအနှွေးထက်ပေးဖို့ပြိုင်ပန်းမရှိအနိုင်ရတဲ့သူတွေဖြစ်နေပေမယ့်နှွေရသေးဆိုရင်တော့ငမြေငရေပြီကိုအရပိုးနိုင်တဲ့ဟာတွေဆိုရင်လည်းမမပါဘူး။တိုးတွေအတွက်အေးစိမ့်နေတဲ့ဒေတာမဟုတ်ဘူးဆိုရင်တော့အမွှေးတွေကိုပုံမှန်ရိတ်ပေးနေဖို့လိုပါတယ်။မဟုတ် ရင်တော့ချွေးတွေနဲ့ရားလာမှာပါရှေးတုန်းကတိုးရဲဆိုတာမွေးမြူရေးတရိစံနေမဟုတ်ခဲ့ပါဘူးတော်ရိုင်းထဲမှာရှောက်သွားနေခဲ့ကြတာပါအဲဒီချိန်တုန်းကသူတို့မှအမွေးတွေကိုကိုယ်တိုင်ဖြတ်နိုင်တဲ့အစွမ်းရှိခဲ့ကြပါတယ်ဒါပေမဲ့နောက်ပိုင်းမှာလူသားတွေနေမြေချဲ့ထွင်လာတာကြောင့်ရောမျိုးစိတ်ပြောင်းလဲမှုတွေကြောင့်ရောတိုးရဲ့အမွေးရိတ်နိုင်စွမ်းတွေကပြတ်ကွဲသွားကြတာပါ ဒါကြောင့်ဒီကောင်တွေကအမွေအမြဲတိပေးနေဖို့လိုအပ်ပြီးပတ်ဆက်ရဖို့လူတွေကိုအလောက်ခိုင်းထားနိုင်တဲ့အကောင်တွေလို့ပြောရမှာပါပဲ။အမွေသေးသေးချာချာမပေးဘူးဆိုရင်တော့ဒီကောင်တွေဟာကျန်းမာရေးထိခိုက်လာမှာပါ။အမွေတွေထူလာတာနဲ့အမြအပူတွေချွေးတွေလောင်ထားတာများနေပြီးတော့ပိုးဝင်တာတွေဖြစ်လာနိုင်ပါတယ်ရှင်။ နော့ဒါဂိုဒါစတိတ်ယူနီဗာစီတီရဲ့စစ်ဆေးချက်တွေရဆွေနော်တိုးရီရဲ့အမွေတွေကတိတ်ကိုလေးပါတယ်အပူချိန်ကိုပုံများစီယုံတာမကဘဲနဲ့ပိုဆိုးသွားစီတာကတိုးရီဟာအမွေတွေရဲ့အလေးချိန်အများကြီးကြောင့်လမ်းအောင်ကောင်းကောင်းမလျှောက်နိုင်အောင်ပါပဲနေကွေးစွာလမ်းလျှောက်သွားလာကြရပါတယ်တိုးရီရဲ့အရင်ကဆွေနော်လူတွေကူညီမလို့ပါဘူးအမွေတွေကျွအောင်လို့ကိုယ်တိုင်လုံးနိုင်စွမ်းရှိကြတာပါအခုထိတချို့တောထဲမှာစက်စားနေထိုင်ကြတဲ့တိုးရီဟာတပ်ပင်နဲ့သူတို့ကိုယ်ကိုတိုက်ပြီးတော့အမွေတွေကျွအောင်လုပ်ကြပါတယ်ဒါလို့တောထဲကတိုးရီရောအဆင်ပြေနေကြပါမယ် ေအိမ်မွေးတို့တွေကတော့လူတွေကရိတ်ပေးမှအမွေးရိတ်နိုင်ပြီးတော့အသက်ရှည်ရှည်နေနိုင်ကြမှာပါဒါပေမဲ့အမွေးတွေကိုရိတ်ပေးဖို့အတွက်လူတာကတနေ့မှတစ်ခါဆွေးနော်လုံလောက်ပါပြီစောင်းတွင်းမတိုင်ခင်ရိတ်တာကတော့အကောင်းဆုံးပါပဲနှွေဦးနှွေရသည်မှာကြိုပြီးတော့ရိတ်ထားတော့စောင်းတွင်းတစ်တွင်းလုံးနှွေနှွေထွေထွေဖြစ်မဲ့အမွေးတွေပြန်ပေါက်လာမှာပါဒါအပြင်တို့တွေဟာအမွေးရိတ်တာနဲ့ပတ်သက်လို့နှာကျင်တာလည်းမခံစားရပါဘူးတို့တို့အတွက်အမွေးရိတ်တာကလူတွေစပင်ညှက်တယ်လို့ပါပဲကျွမ်းကျင်သူတွေရိတ်မဲ့ဆွေးနော်မနာတယ်လို့ကြာချိန်ကလည်းခဏလေးပါပဲ ဒါပြင်ရိတ်ဖို့အတွက်ဘာကရိယာမှမြန်မြန်ဆာဆာလည်းမလိုအပ်ပါတော့။ငြိမ်ပြီးတော့မြန်ဆန်တဲ့လက်တွေနဲ့အမွေရိတ်ဆက်ရှိရင်ရပါပြီ။ဒါပြင်သိုးကိုငြိမ်အောင် ထိန်းထားနိုင်ဖို့လည်းအရေးကြီးကြီးပါရဲ့ရှင်။ နမနဲ့အသားစားတတ်တော်တွေအတွက်အရေးအကြီးဆုံးကအဆွဲပါပဲဒီအဆွဲတွေရှိမှသူတို့ရဲ့အသားတွေကိုကိုက်ဖြတ်စားတောင်းနိုင်မှာပါဒါအပြင်ရင်းချောင်းဆရာကောင်းတဲ့ပုံစံလေးပို့ပြီးတော့ပေါ်ပါတယ်ဝက်တွေမှာဆိုရင်တော့အဆွဲပါတယ်ဆိုတာအထူးတဆန်းကြီးဖြစ်နေပြီလို့ဆိုပေမဲ့တကယ်အဆွဲပါတဲ့ဝက်တွေရှိပါတယ်အဆွဲရှိတွေပါတဲ့ဝက်တွေပါသူတို့ကတော့ဘာဘာရုက္ဆာလို့ခေါ်တယ်လို့တမင်ဝက်လို့လည်းခေါ်ကြပါတယ်တဝက်က ဝမ်မျိုးစိတ်တမျိုးဖြစ်နေပြီးတော့တမင်တွေနဲ့တူတဲ့ဂျိုရီပါလို့တမင်ဝက်လို့နာမည်ပေးထားတာပါဘာဘာရိုစာရီယာဆိုရင်တော့တမင်တွေမှာဂျိုရီပါတယ်လို့အစွဲရီပါတာဖြစ်ပါတယ်သူတို့ရဲ့နေထိုင်ရာနေရာဆိုရင်တော့အင်ဒိုနီးရှားကျွန်းတွေဖြစ်ပါတယ်ကြည်ရတာတော်ဝက်တင်နဲ့တိတ်ပြီးတော့မကွာဘူးလို့ထင်ရပါတယ်ဒါပေမဲ့ဒီကောင်တွေရဲ့အစွဲရီကနှာခေါင်းပေါ်တက်ပြီးတော့ပေါင်နေတာပါဒါကြောင့်တော်ဝက်လို့လည်းတတ်မှတ်လို့မရပြန်ပါဘူးရှင်ဒီအစွဲရီယာဆိုရင်တော့သူတို့အတွက်အကူအညီတွေအများကြီးပေးနိုင်ပါတယ်အပေါ်ကအစွဲရီနဲ့ခုခံပြီးအောက်ကအစွဲရီနဲ့တိုက်ခိုက်ကြပါတယ်ဒါ ကြောင့်ဒီကောင်တွေအတွက်အစွမ်းထက်တဲ့လက်နက်တွေပါပဲစိတ်တွေရဲ့ဂျိုးရီနဲ့လဲတူတဲ့ဒီအစွဲရီယာဆိုရင်တော့ဝက်တွေရဲ့အသားအနာတရားဖြစ်စေတာပါ တမန်တွေကဂျိုးကိုချိုးတာမျိုးမလုံနိုင်ကြတဲ့အတွက်ဂျိုးကရှေထွက်လာလေးလေးအန်ဒီရဲ့များလေးလေးပါပဲဂျိုးကတစ်ခါတစ်ခါရှေလွန်တဲ့အတွက်ဥကောင်းကောင်မှပောက်ထွက်သွားတတ်ပါ रे ဒီခါမှဆိုတော့ဘာဘာရိုစာတွေအတွက်အသက်ဆုံးရှုံးကြရပါတော့တယ်သူတို့ရဲ့အဆွဲတွေကြောင့်ကြောက်စရာကောင်းတယ်လို့အမြင်ခံရပေမဲ့ဒီကောင်တွေကရန်လိုတတ်တဲ့အကောင်တော့မဟုတ်ရှာပါဘူးရှင်ဘာဘာရိုစာတွေမှာဆိုတော့နှာခေါင်းရုပ်မပါပါဘူးဒါကြောင့်သူတို့ဟာရှော့တွေတဲ့ကိုနှာခေါင်းထိုးနေကြတာမျိုးမလုပ်ကြပါဘူးအခုတော့ဒီဝက်တွေဟာမျိုးသုံးကန်ဒီအန်ဒီရဲ့ကြုံနေကြရပါတယ် ်သူတို့အစားကအသေးရွက်တွေတင်းမြစ်တွေပေါ့ဝက်တွေထဲမှာဆိုရင်တော့မမျိုးစိတ်၃ခုဟာမျိုးတုံးကန်ဒီအနေနဲ့ဖြစ်နေတယ်ဆိုပြီးသတ်မှတ်ခံထားပါရရှင် International Union for Conservation of Nature's နဲ့တခြားအဖွဲ့အစည်းတခုကလည်းဒီဝက်တွေကိုတစ်ကမ္ဘာလုံးမှာတထောင်ကျော်လောက်ပဲရှိတော့တဲ့ဒီဝက်တွေကိုမြို့တုံးကန်ဒီစည်ရင်ထဲမှာထည့်ထားပါတယ်။တော့မြို့တုံးရတဲ့အကြောင်းရင်းတွေမှာထောင်ချောင်းဆန်ခံရကြတဲ့အမဲလိုက်ခံရခြင်းနဲ့တက်တော်ပြုံးမှုနဲ့စိုက်ပျိုးရည်မြေချဲ့ထွဲမှုတွေကြောင့်စကြက်တွေပျောက်ဆုံးရခြင်းနဲ့အဓိကပါဝင်ပါတဲ့ရှင်။နံပါတ်3မြင်းတွေနဲ့မြင်းတန်ခွာမြောင် လူရီဟာမြင်းတွေကိုစပြီးတော့စီးနေလာကြကြတဲ့ကမြင်းတန်ခွာရီကိုလည်းတီထွင်လာခဲ့ကြပါတယ်။ဒါကြောင့်မြင်းတွေနဲ့သူတို့ရဲ့တန်ခွာရီဟာခွဲခြားထားလို့မရတဲ့ပစ္စည်းတွေဖြစ်နေပါပြီ။မြင်းတန်ခွာရီရှိလို့သာမြင်းတွေရဲ့သွားလာရေးကပို့ပြီးတော့အဆင်ပြေလို့နေတာပေါ့။မြင်းတန်ခွာရီမှာတခြားမြင်းတွေအပေါ်တက်ရောက်မှုတွေအများကြီးရှိပါသေးတယ်။မြင်းတန်ခွာရီကြောင့်မြင်းတွေရောကောင်းကောင်းပြေးနိုင်တာဖြစ်တယ်လို့ဒီပစ္စည်းတွေကြောင့်ပဲမြင်းတွေရဲ့ကျန်းမာရေးကအကြီးအကျယ်ထိခိုက်နိုင်ပါတယ်။မြင်းတန်ခွာရီကိုတိတ်ချမှန်မှန်မတတ်ဘူးဆိုရင်တော့မြင်းတွေကိုနာကျင်ပြီဖြစ်စေနိုင်ပါတယ်။ မြင်းတွေရဲ့ကျန်းမာရေးထိခိုက်စေနိုင်ပါ रे တန်ခွာရီယာဆွေတွေတော့မြင်းတွေရဲ့ခွာထဲမှာထည့်ထားတာပါဒါကြောင့်တေချာချာမတက်ရင်နာတာပါတေချာတက်လိုက်မယ်ဆိုရင်တော့လုံးဝမနာပါဘူးတန်ခွာရီကိုမြင်းတွေရဲ့ခွာထဲမှာထည့်တာနာပါပဲလို့တွေးနေကြမှာဆိုလိုပါရှင်ခွာရီဆိုတာမြင်းတွေအတွက်ကျမတို့လူတွေရဲ့လက်သေးတွေလိုပါပဲ လက်သေးကိုအနေတော်ပဲညှက်မယ်ဆိုရင်တော့မနာပေမဲ့အတင်းအသားနဲ့ကပ်နေတဲ့အနေအထားညှက်မယ်ဆိုရင်တော့နာသလိုပဲလေခွာခွာရီယာလည်းဒီအတိုင်းတပုံစံနဲ့တုံ့ပြန်ကြတာပါတန်ခွာရီမတက်ဘူးဆိုရင်တော့မြင်းတွေဟာပို့ပြီးတော့နာကျင်ရပါတယ်ပို့ပြီးတော့လည်း NDA များပါတယ်တန်ခွာမပါတဲ့အခါမြင်းတွေရဲ့အလေးချိန်နဲ့သူတို့တရားတဲ့အလေးချိန်တွေပေါ်မှာမူတည်ပြီးခွာရီယာနာကြရတာပါမြင်းတွေလည်းခွာရနေရာကနေလမ်းမလျှောက်နိုင်တာဖြင့်တခြားဆိုးချိုးတွေအများကြီးဖြစ်လာနိုင်ပါတယ်ဒါကြောင့်မြင်းခွာရီကိုပုံမှန်ကြည့်ပြီးတန်ရှင်းပေးဖို့အတွက်တန်ခွာရီကိုတန်ရှင်းပြီးတော့မှတ် 慢来，摆布哈！名门多嘞，早晚只靠歪批罢了。 ။နံပါတ်၄မြီးတွေကြတော့အလေးပင်တဲရတာတွေနဲ့အဝေးကြီးဖြစ်သွားပါပြီ။သူတို့ကမြင်းတွေနဲ့အမျိုးမကင်းပေမဲ့လို့လူတွေကသူတို့ကိုသွာလာရေးမှမတုံတော့တာတတော်ကိုကြာနေပါပြီ။အရင်ကတည်းကလည်းမြင်းတွေလောက်တွင်တွင်ကျဲကျဲအသုံးမပြုခဲ့ကြပါဘူး။ဒါပေမဲ့မြီးတွေဟာမြင်းတွေထက်ခြောက်သွေးတဲ့ဓာတ်တွေကိုပို့ပြီးတော့ခံနိုင်ပါတယ်။မြီးတွေရဲ့ quarry ကလည်းအတူတူပါပဲ။မြင်းတွေထက်ပို့ပြီးတော့စွမ်းဆောင်ရည်ကောင်းကြပါတယ်။သူတို့ကခြောက်သွေးတဲ့ရာသီဥတုကိုပို့ပြီးတော့ခံနိုင်ပါတယ်။အလေးချိန်ကိုပို့ပြီးတော့ခံနိုင်ပါတယ်။ပြဿနာကသူတို့ကိုအေးတဲ့ရာသီဥတု ို့မှအမြဲထိုင်ရင် ဖြစ်ကြပါဥပမာ UK မှာဆိုရင်တော့သူတို့ရဲ့ခွာရီယာအစိုးတက်ကိုမြန်မြန်ဆုပ်ယူနိုင်ကြပါတယ်အဲလိုဖြစ်တော့ခြေထောက်ကဆိုးဆိုးသွားပြီးခြေထောက်နဲ့ပတ်သက်တဲ့ရောဂါတွေဖြစ်လာတော့တာပါပဲဒါမျိုးမဖြစ်အောင်လို့မြေပေါက်လေးတွေဟာခြေထောက်ကိုတန်ရှင်းတာခွာညှိတာတွေ၆ဘက်ကနေ၁၀ဘက်တိုင်းမှာတစ်ချိန်စီလှုပ်ဖို့အတွက်လိုအပ်ပါတယ် ြေကြီးတွေကိုတော့ပုံပြီးတော့ဂရုစိုက်ပေးဖို့လိုအပ်ပါတယ်ခြေစံလက်စံတွေကိုမထိခိုက်မိအောင်လို့တရေထားပါတယ်အရွယ်ရောက်လာပြီးဆိုရင်တော့ပုံပြီးတော့တူအောင်လို့လိုရနေပါပြီဒါပေမဲ့အယောက်မဲနေတာတွေပုံစံမကျဖြစ်နေတဲ့အပိုင်းတွေဒါတွေအကုန်လုံးကိုဖယ်ထုတ်ပြရပါမယ်လက်သေးညက်တလို့ပါပဲတန်ရှင်တရက်တဲ့ပုံစံကြတဲ့ခွာရှိဖို့လိုအပ်ပါတယ်နေရောင်တန်ကာကွယ်ပေးဖို့လည်းလိုအပ်ပါတယ်မဟုတ်ရင်တော့ပိုးဝင်တာမျိုးတွေဖြစ်တယ်လို့ပါနောက်ထပ်မီးတွေကိုကျန်းမာပြီးတော့မလိုအပ်တဲ့ကျန်းမာရေးထိခိုက်မှုတွေပြဿနာတွေမဖြစ်ဖို့အတွက်လိုရမှာကတော့6သွေးတဲ့ ေရှိတဲ့နေရာမှာထားရမှာပါ။တို့ကရီညှိပြီးပြီးဆိုရင်တော့ဒီလိုနေရာမှာထားဖို့အတွက်ပို့ပြီးတော့အရေးကြီးပါတယ်ရှင်။နမကတမင်တွေရဲ့ဂျိုရီယာတို့ရဲ့အလှကြက်တည်ရပါပဲ။ဒါနဲ့မကသေးပါရှင်။တို့အတွက်လက်နက်ဆိုရင်လည်းဟုတ်ပါတယ်။ဒေါရီယာပြိုင်ဘက်တွေရန်သူတွေကိုဒီဂျိုရီနဲ့ပဲခုခံတိုက်ခိုက်ကြရတာပါ။ ဒင်မလမ်နိုဆိုတဲ့တမင်မုတ်ဆိုးတစ်ယောက်ရှိပါတယ်။သူကတမင်တွေကိုအမဲလိုက်လာတာသူ့သက်15နှစ်ကလေးကဖြစ်ပါတယ်။ဒါကြောင့်လဲသူ့ရဲ့ဘဝမှာမမေ့နိုင်စရာဖြစ်ရတွေကိုသူများတွေနဲ့မတူအောင်မြင်ဘူးကြုံဘူးပါတယ်။အဲ့ဒီထရာတစ်ခုကတော့ဒါပေါ့။တမင်နှကောင်ရဲ့တိုက်ပွဲပုံနှကောင်သားအကျိနဲ့ခြားနေခဲ့ကြတာဖြစ်ပါတယ်။ဒါအပြင်သူတို့ဂျိုရီဟာကြီးမားပြန်ကားနေကြတော့ဂျိုချင်းညီနေကြတာပေါ့။ဒါကြောင့်မဲတမင်တွေအတွက်အန်ဒီရဲ့အများဆုံးအစိပ်ပိုင်းဆိုတာဂျိုရီပဲလို့သိလာရပါတယ်။နှကောင်လုံးကဒီဂျိုအစိပ်ပိုင်းတွေကြောင့်မဲအသက်ဆုံးရှုံးခဲ့ ခဲ့ကြပါတယ် နှကောင်လုံးကတော်တော်လေးကိုထိခိုက်ခဲ့ကြတဲ့ပုံပါပဲ။ပေ30ပက်လေလောက်မှအကုန်ပွားစားကျင်းနေကြတာပါ။တမင်နှကောင်ဘာကြောင့်တိုက်ခိုက်ကြလဲမသိရပေမဲ့လို့အခုလိုအပြက်စီးတွေနဲ့တမင်တွေတင်းနေပုံကိုကြည့်ရတာနဲ့တင်သူတို့ဟာတိုက်ပွဲပြင်းပြင်းထန်ထန်ဖြစ်ခဲ့တယ်ဆိုတာသိကြပါရယ်။သူတို့ရဲ့တိုက်ပွဲမှာအနိုင်ရှုံးမကွဲခင်တကောင်ကဝင်းပလူတွေစားတာခံလိုက်ရပါတယ်။တမင်ကောင်ကိုချန်ပြီးတော့အကုန်စားသွားခဲ့တာပါ။ကြံတဲ့တမင်တကောင်ကလည်း၃ရက်လောက်အစာငတ်ပြီးတော့တည်သွားပါတယ်။ဒါကြောင့်ဂျိုရီဟာတမင်တွေအတွက်ဒုက္ခဖြစ်နိုင်တယ်လို့ပြောရတာပါ။ ဂျိုရီဟာတမင်တွေရဲ့ဟော်မုန်းတွေနဲ့လည်းပတ်သက်နေပါသေးတယ်။တမင်ရဲ့ခန္ဓာကိုယ်အပေါ်မှာတော်တော်လေးကိုသိရမှုများတဲ့ဂျိုရီပေါ့မျိုးပွားအင်ကာမှထိခိုက်ဒဏ်ရာရပြီဆိုရင်လေဂျိုရီချုပ်ပြစ်ကြပါတယ်။ဘာလို့လဲဆွဆွတော့ရှင်းပြပေးပါမယ်။တကယ်လို့မျိုးပွားအင်ကာမှဒဏ်ရာရပြီဆိုရင်တော့ testosterone level ကကျသွားခဲ့တာဖြစ်ပါတယ်။ဒါကြောင့်ဂျိုးကိုချိုးဖို့လှုံ့ဆော်မှုတွေပိုပြီးတော့အားကောင်းလာပါတယ်။တခြားခြေကိမှုတွေဖြစ်တဲ့ကားနဲ့တိုက်မိတာမျိုးမတည်နိုင်တဲ့ဒဏ်ရာတစ်ခုခုရတာမျိုး၊မြားပြစ်ခံရတာ၊တနက်ပြစ်ခံရတာဆိုရင်လည်းအဲ့ဒီ level ကကျသွားခဲ့တာပေါ့။ပြီးရင်တော့ဂျိုးရီကိုချိုးပြဖို့အတွက်ပိုပြီးတော့လှုံ့ဆော်မှုတွေဖြစ်လာပါတယ်။အစာငတ်တာ၊အာဟာရမပြည့်စုံတာတွေကလည်းဂျိုးရီချိုးဖို့အတွက်ဥတီသွားစေပြီးဖြစ်ပါတယ်။ ဒါကြောင့်တမင်တွေရဲ့ဘာဝကူကဂျိုရီကိုတခုခုအန်ဒီရဲ့အငွေအသက်အရာတိုင်းချိုးပြဖို့အတွက်ဖိအားပေးနေတယ်လို့ထင်ရတာပါပဲဒီဗီဒီယိုမှာပဲကြည့်လိုက်ပါတောလိုက်ထွက်လာတဲ့လူနှစ်ယောက်ရိုက်ကူးထားခဲ့တာဖြစ်ပါတယ်သူတို့ရဲ့ချိန်ရွယ်မှုတဲ့ကိုဝင်လာတဲ့တားကောင်ကတမင်ကြီးတကောင်ပေါင်း၄ဆိုင်၅ခိုက်အကွာကနေတည်တည်ချာချာချိန်ပြီးတော့ပြစ်ချလိုက်ပါတယ်။ဒါနဲ့တမင်ကောင်ကိုထုတ်ချင်းပေါင်းမှန်သွားခဲ့တာပါ။တမင်ဟာထွက်ပြေးသွားပြီးတော့ချက်ချင်းပဲသူ့တို့ကချိုးသွားခဲ့တာကိုမြင်သားမှာဖြစ်ပါရဲ့ရှင်။ နံပါတ်6လိတ်တွေအတွက်သူတို့ရဲ့အခွန်ကလူတွေရဲ့အိမ်တွေလိုပါပဲလိတ်တွေဟာကတ်တုံးတော်တော်များများမှာပါတတ်ကြတဲ့သူတွေပါသူတို့ဟာတိုက်ခိုက်မှုတွေကိုခုခံတဲ့နေရာမှာမတော်ကြပေမဲ့လို့တက်ချန်းကတော့ရှိကြပါသေးတယ်။ပေါင်း80ကနေ150လောက်ထိအသက်ရှိနိုင်ကြတာပါ။ဒါဟာလည်းတေချာပေါ့သူတို့ရဲ့အခွန်မာတွေကြောင့်ပဲဖြစ်ပါသေးတယ်။အခွန်မာတွေဒါမရှိဘူးဆိုရင်တော့ဒီလောက်အသက်ရှိမှာမဟုတ်ပါဘူးနော်။သူတို့ကနှိမ့်လေနေတယ်တိုက်ခိုက်နိုင်စွမ်းကလည်းမရှိပါဘူးရှင်။ဒါကြောင့်အခွန်မာတစ်ခုခုထိခိုက်တာနဲ့လိတ်ရဲ့အတွင်းသားတွေကလည်းထိရောက်လာတာပါပဲ။ဒါကြောင့်သူတို့ကို ားတဲ့အကောင်တွေတိုက်ခိုက်တဲ့အကောင်တွေကငှက်တွေများပါတယ်ငှက်တွေအတွက်လိုင်းရလွယ်တဲ့အကောင်တွေလို့ခေါ်ရမှာပါသူတို့မှာလိတ်တွေကိုအစာနဲ့ပြောင်းမှုအတွက်နီလန်တွေရှိပါတယ်။အမြင့်ကနေတဟုန်တို့ပြန်လာပြီးတော့လိတ်တွေကိုခြေထားရကနေလှုပ်ရှားကြတာပါ။ဒီနည်းနဲ့လိတ်ခွန်တွေကိုကွဲကြည့်အောင်လုပ်ကြပါတယ်။လိတ်တွေရဲ့အခွန်ကြေးရနဲ့အထင်အကားကွယ်မဲ့နူးညံ့တဲ့လိတ်သားတွေဟာအစာခံရတော့တာပါပဲ။လိတ်ခွန်တွေဟာဆွဲတော့တိတ်ပြီးတော့မာပါတယ်။ဒါကြောင့်ဓာရီပို့ပြီးတော့ကွဲအောင်လုပ်ရတဲ့အခါအာထုံမှုလိုအပ်ပါတယ်။ ကံကောင်းတဲ့အလေးတွေကတော့အခွန်မကွဲရင်အစားမခံရတော့ပါဘူးရှင်။ဒါပေမဲ့ငှက်တွေရသေးသေးချာချာစူးစားလိုက်မယ်ဆိုရင်တော့လိတ်ခွန်တွေလည်းကွဲတော့တာပါပဲ။အမြင်ကြီးကနေအောက်ကအမာပေါ်ကိုပြုတ်ကြမှာတော့မကွဲဘဲနဲ့ဘယ်နေပါမလဲရှင်။လေဒီရဲ့ဘဝမှာတခြားသူပယောကမပါဘဲနဲ့လိတ်ခွန်တွေထိခိုက်ဖို့ဆိုတာကတော့မဖြစ်နိုင်ပါဘူးလိတ်ခွန်တွေတာသူတို့ရဲ့အိမ်သူရဲ့တခုတည်းသောကာကွယ်မှုပါလိတ်ခွန်တွေကတာမန်ထိခိုက်မှုလောက်ဆိုရင်လေသူ့ဘာသာသူပြန်ပြီးတော့ကုသနိုင်ပါသေးတယ်ဆန်နှစ်ပတ်လောက်တော့ကြာတတ်တာပေါ့နော် ဘလို့ပတ်ဝန်းကျင်ရာသီဥတုအခြေအနေမှာမဆိုနေထိုင်ရအဆင်ပြေပါတယ်။တန်ရကကြီးရင်တော့ပိုကြကြကုသရပါတဲ့ရှင်။တန်ရသေးမယ်ဆိုရင်တော့အချိန်ကလည်းခဏပဲကြာပါတယ်။ပြန်ပြီးတော့ကုသနေတော့မှတရားကနေပိုးဝင်တာမှုတ်တက်တာလိုမျိုးတွေလည်းမဖြစ်နိုင်ပါဘူး။ဒါကြောင့်အခေါ်တာကောင်းကောင်းရှိနေမယ်ဆိုရင်တော့လိတ်တေဘဝကတာယာပါတယ်။အိမ်မှာလိမ်မွေးမယ်ဆိုရင်လေခွေးမကိုင်းမိအောင်လို့သူတို့ရဲ့အခွန်တွေကိုကျိုးစီမာတွေမလုံးမိအောင်လို့ခရုဆိုင်ပြီးတော့မွေးကြရပါတယ်။မဟုတ်ရင်တော့လိတ်ကလေးကိုဆော့ဆော့တက်တာပြဖို့တေချာနေပါပြီရှင်။ နမရှိဇတ်တူသားစားခြင်းအလိုလျောက်ဇတ်တူသားစားခြင်းအော်တိုကန်နဘလက်ဆမ်လို့ခေါ်ပါတယ်။မွေရီမာသာရှိတာပါ။ဒီကောင်တွေရဆွေးတော့တာရတရိစံမျိုးနွယ်ဝင်နေပဲဖြစ်ပါတယ်။ အစိတ်တွေအဆွဲတွေနဲ့ကြောက်စရာကောင်းတဲ့အကောင့်တွေပါသူတို့ဟာငှက်တွေတရိတ်ဆန်ငယ်လေးတွေကိုစားကြပါတယ်သူတို့ဥတွေကိုလည်းပြန်ပြီးတော့စားကြပါသေးတယ်ဒီထီရထုံးစမ်းနေပေမဲ့ကြားဘူးကြပါသေးတယ်ကြားဘူးလောက်အောင်ထုံးစမ်းတာကဒီကောင်တွေရကိုအမီးကိုပြန်စားကြတာပါပဲသူတို့ရဲ့ထုံးစမ်းတဲ့အကြင်ကြီးနဲ့ပတ်သက်လို့ကျမတို့လည်းအလုပ်ပေးနေတာဘာမှမရှိပါဘူးမွေရီရဲ့တော့ကိုထုံးစမ်းတဲ့အကြင်ကြီးတစ်ခုပဲဖြစ်ပါတယ်သူတို့ဟာသွေးအေးတတ္တဝါတွေဖြစ်လို့တခြားတတ္တဝါတွေလိုမျိုးကိုအပူချိန်ကိုပြန်ပြီးတော့မှညိတတ်ကြပါဘူးသူတို့ကနေချွေးထွက်တာမျိုးလည်းမရှိပါဘူးသူတို့ဟာအေး ညနေရာမှာနေဖို့အတွက်လိုပါတယ်။ဒါမှကျမ်းမာပါပါ။တို့ရဲ့ထိုးစမ်းတဲ့အကျင့်ဖြစ်ပေါ်လာပုံကတလို့ပေါ့။တို့ကိုယ်ကပူလာတာများတဲ့အခါမှာဗိုက်စားရဲဆိုပြီးတော့ထင်အောင်ထမားတွေဖြစ်ပါတယ်။ပြီးတော့အစာရှာကြပါတယ်။ အဲ့ဒီအချိန်မှာသူတို့ဟာမြင်မြန်တမျှစားတော့တာပါပဲဒါပေမဲ့တကောင်နဲ့နေတတ်ကြတဲ့အကောင်တွေဆိုတော့သူတို့မြင်ရတဲ့အမေကိုပြန်ပြီးတော့ကြိုက်စားတော့တာပါပဲတားကောင်လို့ထင်ပြီးတော့ပဲဖြစ်ပါတယ်နောက်ထပ်အကြောင်းရင်းတစ်ခုရှိနေပါသေးတယ်သူတို့ရဲ့အမြင်ချုပ်ရဲမှုကြောင့်ပါသူတို့ဟာမျက်လုံးမကောင်းတာကြောင့်ကိုအမေကိုတားကောင်လို့ထင်ပြီးတော့စားကြပဲဖြစ်ပါတယ်မွေးတွေမွေးထားတဲ့သူတွေဆိုရင်တော့မွေးတွေအမီးတွေကိုပြန်စားတာတွေ့ရနေအေးအောင်ချက်ချင်းထားဖို့လိုအပ်နေပြီဆိုတာသိထားပါလိမ့်မယ်သူတို့အေးသွားတဲ့ခါကျရင်အမီးတွေကိုလွှတ်လိုက်ကြပါတယ်ဒါပေမဲ့တစ်ခါတလေမှကံကောင် ောက်မှာပါနော်။များသောအားဖြင့်တရိတ်ဆန်ဆီယဝင်စီသွားကြရတာများပါတယ်။မွေရီယတားကောင်ကိုလှုပ်ပေးတာရှားပါတယ်။သူတို့ရဲ့ဗီဇာရကြောင်ပဲဖြစ်ပါတယ်ရှင်။နမတ်ကုံ၅ရီ Google မှာရှာဖွေမှုများတဲ့မိကုံတစ်ခုဟာငါးရီနဲ့ပတ်သက်လို့နေပါတယ်။ဒါလဲဆိုရင်တော့ရေထဲမှာငါးရီရေနစ်နိုင်ပါသလားဆိုတာပဲ။ဒီမိကုံအတွက်အဖြေကိုဖြေဖို့အတွက်ရေနစ်တာကိုအရင်နားလေရပါမယ်။ရေနစ်တယ်ဆိုတာရေထဲမှာအသက်ရှူချက်တာအသက်ရှူမရတော့တာပါ။အောက်ဆီဂျင်မရှိရတဲ့အတွက်ဖြစ်ပါတယ်။လူတွေလိုငါးရီရအောက်ဆီဂျင်ကိုရှူပြီးတော့ကာဗွန်ဒိုင်အောက်ဆိုက်ကိုရှူထုတ်ကြတာပါ။ကျမတို့လူတွေကအဆုတ်ကနေဒီဖြစ်စဉ်တွေကိုလှုပ်ဆောင်ပြီးငါးရီရတော့ဘဟတ်ကနေလှုပ်ဆောင်ကြတာပါ။ငါးရီဟာလည်းသွေးရည်တက်တော်ရီဖြစ်ပါတယ်။ ဒါကြောင့်လူတွေနဲ့တခြားသွေးနှွေနိုးတိုက်တတ္တဝါထက်ဆိုင်တော့အောက်ဆီဂျင်ပမာဏနည်းနည်းပဲလိုအပ်ပါတယ်။ရေထဲမှာအောက်ဆီဂျင် level ကအပုံတန်းမှာ2ပုံလောက်ပဲရှိနေရင်တောင်မှအသက်ရှင်နေနိုင်ကြပါပြီ။တတ္တဝါအောက်ဆီဂျင်ရောကာဗွန်ဒိုင်အောက်ဆိုက်ကိုရောဗဟကနေပဲထုတ်သွင်းထုတ်တာဖြစ်ပါတယ်။ငါးရီယာတခြားငါးရီများကြီးနဲ့ကန်ထဲမှာကြာကြာနေရတဲ့အခါအောက်ဆီဂျင်ကျပြီးတော့ကာဗွန်ဒိုင်အောက်ဆိုက်မြင့်လာပါတယ်။ဒါဆိုငါးရီယာတိတ်ကြပါပါတော့တယ်။ရေကုန်မလဲတဲ့အခါမှာရေရဲ့ပါဝင်နှုန်းတွေပြောင်းလဲသွားတဲ့သဘောပါ။တတို့လဲလူတွေလိုအသက်ရှူမဝတာအသက်ရှူချက်တာဖြစ်တတ်ပါ ပါတယ်။ကျမတို့လူတွေနဲ့တခြားသတ္တဝါတွေကအဆုတ်ကောင်းကောင်းရှိမှအသက်ကောင်းကောင်းရှူနိုင်ပါတယ်။ငါရီဟာဆိုရင်လည်းဘဟတ်ကောင်းကောင်းနဲ့မှအသက်ဝဝရှူနိုင်ပါ रे ။ဒါကြောင့်ဘဟတ်တွေကငါရီကိုအန်ဒီရဲ့ဖြစ်စေနိုင်တဲ့အရာတွေဆိုရင်လည်းမှန်တာပေါ့နော်။နောက်ထပ်ငါရီအသက်ရှူနိုင်တဲ့နေ့တစ်ခုရှိနေပါသေးတယ်။ရေထဲမှာအလုံးကမြန်တဲ့နှုံးနဲ့ပြေးလွှားကူးခတ်ကြတာပါ။ ပါဇက်ကိုဟာထားပြီးတော့ရေတွေကိုဘဟတ်သေးကိုစီစဉ်စီတာဖြစ်ပါတယ်။အဲလိုပြေးနေတော့တခုခုကနှောက်ရှက်လိုက်မယ်ဆိုရင်တော့ရက်လိုက်မယ်ဆိုရင် အောက်ဆီဂျင်ကချက်ချင်းကိုကြာသွားမှာပဲဖြစ်ပါတယ်။ဒါလို့ဆိုရင်တော့ချက်ချင်းတည်သွားနိုင်တာပေါ့နော်။ငါးမွေးသူရိယာဒါကြောင့်ငါးကန်ကိုလှည့်ပေးရတာတွေ၊ကန်ကိုတန်ရှင်းရတာတွေ၊အောက်ဆီဂျင်ထိန်းညှိပေးရတာတွေလုပ်ရတာပါ။ ဟုတ်ကဲ့ဒီကနေ့ရထောက်မြမာ channel ရနေတလောင်းနဲ့ပဲနှုတ်ဆက်ခွင့်ပြုပါရှင်အဆုံးတိချခင်ကြည့်ရှုပေးကြတဲ့ပရိသတ်တယောက်ချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ရှိပါတယ်နောက်တစ်ခေါက်တည်းရထောက်မြမာမှာပြန်လည်ပြီးတော့အဆုံးတိချင်ပါတယ်ဆက်လက်ချခင်အားပေးကြပါအောင်လို့ပြောကြိုင်းနဲ့နှုတ်ဆက်ပါရစေရှင်ဘိုင်ဘိုင်